ားလုံးပဲမင်္ဂလာပါကျွန်တော်ဒါတပေါင်းလားဆိုလို့ရှိရင်တော့မြန်မာလ12လတည်းမှာအဲကျွန်တော်နောက်ဆုံးဖြစ်တဲ့လသလာလေးဖြစ်ပါတယ်ကျွန်တော်ဒါတပေါင်းလားဆိုလို့ရှိရင်လေဗုဒ္ဓဘာသာဝင်မြန်မာလူမျိုးတွေရဲ့နေတူနေမြတ်တစ်ခုဖြစ်ပြီးတော့ကျွန်တော်ဒါတပေါင်းလားရဲ့ထူးခြားချက်ကိုပြောပြရမယ်ဆိုလို့ရှိရင်ပထမလတော်ကကျွန်တော်စောင်းရည်ဒီထဲမှာကြာရောက်နေတာဖြစ်ပြီးတော့ဒုတိယလတော်ကဆိုလို့ရှိရင်တော့ဉာဏ်ရည်ဒီထဲမှာကြာရောက်နေတာဖြစ်ပါတယ် ဆောင်းကုံတွေက ကာလာရည်ဖြစ်တဲ့အတွက်ကိုတပေါင်းလိုက်အလှကိုခဲဆက်ဆက်မှာရှိရဲ့စဆူလို့ကကျွန်တော်တို့ရေးဖွဲ့ခဲ့ကြတာလေယနေ့ထပ်တိုင်းပဲဖြစ်ပါတယ်။မင်းရသည်လာတပေါင်းရဲ့တဲပုံစီဒီပွဲတွေကိုတော့ကျွန်တော်တို့ရက်ခိုင်ပြီနဲ့အထောက်မှုလို့ရှိရင် ရင်ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ပုဂံဒေတာတချို့တွေမှာကျင်းပလေးရှိရဆိုပြီးတော့လေကျွန်တော်တို့သိရှိရပါတယ်။ရခိုင်ပြည်နယ်မှာဆိုလို့ရှိရင်တော့တဲပုံစီဒီပွဲကိုကျွန်တော်တို့ဒါရှစ်တောင်းမြောက်ပွဲလို့လည်းခေါ်ကြပြီးတော့အဲလုံခဲ့တဲ့နှစ်ပေါင်းများစွာနေရာစုနှစ်ပေါင်းများစွာနေပြီးတော့ကျွန်တော်တို့ဒါတပေါင်းလာပြည်နေရောက်တိုင်းကျင်းပလေးရှိကြတယ်။အဲပြောရမယ်ဆိုလို့ရှိရင်တော့သူ့ရဲ့ဒါရခိုင်ပြည်နယ်မှာရှိတဲ့ကလတန်မြစ်ရဲ့ကျွန်တော်တို့ဒါမြန်မာနိုင်ငံအလဲပိုင်းမှာရှိရဲ့အေယဝတီမြစ်အဲအဲ့ရတဲတောင်မြေနေမှာကျွန်တော်တို့ဒါတဲပုံစီဒီကိုဖူးမြောင်းနိုင်မှာပဲဖြစ်ပါတယ်။ အဲဆိုတော့ကျွန်တော်ဒီတဲပုံစည်းဒီတွေကကျွန်တော်ဒါမိုးရသည်ရောက်တဲ့အချိန်မှဒါသူကမိုးရီမြည်ရီဒီရီတို့နဲ့အတူမြစ်ထဲမှာမျောပါသွားလေးရှိပါတယ်ကျွန်တော်ဒါတဲပုံစီတွေတီထားပုံကလေအလွန်တရာမှကျွန်တော်မှတ်သားထားစရာကောင်းလာတယ်အဲကျွန်တော်ကပထမအဦးဆုံးငွေရောင်တလားလားနဲ့ကျွန်တော်ဒါလက်နေတဲ့တဲတွေကိုပထမအဦးဆုံးအနေနဲ့တောင်းခေါ်ပုံမှာ စုပုံထားရတာဖြစ်ပြီးတော့အဲနောက်တစ်ဆင့်အနေနဲ့ကတော့ကျွန်တော်တို့တေးချစွာတန်ရှင်းပြီးတော့အစင်းစင်ပေါ့နော်ဝါးခွေတွေကိုကျွန်တော်တို့တစ်ဆင့်ပြီးတစ်ဆင့်ဈေးဒီပုံစံပြုတ်လုပ်ပြီးတဲတွေကိုလောင်းပြီးတော့ကျွန်တော်တို့ပုံတံပေါ်ရတယ်အဲကျွန်တော်တို့ဈေးဒီပုံစံပေါ်လာပြီဆိုတဲ့အခါမှာဆိုလို့ရှိရင်တော့အထက်ငပြောဖူးတိုင်ပါအောင်မှာသူကတည်ထားတာဖြစ်ပြီးတော့အဲအထက်ငပြောဖူးတိုင်မှာဆိုရင်တော့ကျွန်တော်တို့ဒါစက်ကူထူထူတွေနဲ့ပန်းတိုင်ထူတင်လူကြတာဖြစ်ပြီးတော့ ကျွန်တော်တို့ထီတော့တဲ့အခမ်းအနားဆိုလို့ရှိရင်လေလူငယ်လူရယ်တွေကကျွန်တော်တို့ OCD ဘက်မြ мян ဆိုင်ဆိုင်နဲ့တိမုတ်ကခုံကြပြီးတော့အဲကျွန်တော်တို့ဒါလှုပ်အားပေးကြတဲ့လူတွေကိုလည်းအခမ်းကျွေးမှုရဲ့အစီအစဉ်လေးရှိပါတယ်ကျွန်တော်တို့ဒါတပေါင်းလာမှာဆိုလို့ရှိရင်ဒီတဲပုံစီဒီကကျွန်တော်တို့နှိမ့်ချင်းပြီးတည်ထားတာဖြစ်တဲ့အတွက်တပေါင်းလာပြည့်နေ့တို့မဟုတ်ကျွန်တော်တို့အဖိနေ့တွေမှာပြုတ်လုပ်ကြတာမျိုးကြီးရှိတယ်အဲတပေါင်းလာပြည့်နေ့မှာဆိုလို့ရှိရင်တော့အနေကစားတင်ချင်း ကျွန်တော်တို့တဲပုံစီဒီယာကျွန်တော်တို့ပန်းရေချမ်းစီမီစွန်စက်ကပ်ပူဇော်ခြင်းတွေကျွန်တော်ပြုလုပ်တတ်ကြပြီးတော့များသောအားဖြင့်အားဆိုလို့ရှိရင်တော့ဒီလိုပွဲတော်တွေကတပေါင်းလားပြင်းနေမှာပြုလုပ်ကြတာဖြစ်တဲ့အတွက်အထူးပဲစီကားလာပါတယ်ကျွန်တော်တို့ဒါနောက်တစ်နေ့မနက်အာယုံတက်တဲ့အချိန်ကိုရောက်လာတဲ့အခါမှာဆိုလို့ရှိရင်တည်ထားတဲ့တဲပုံစီဒီကိုတန်ဃာတော်တွေကကြောက်ရောက်လာပြီးတော့အနေကစားတင်တဲ့အခမ်းအနားကြီးကျွန်တော်ပြုလုပ်ကြတယ် ။အဲပြီးတော့ပြီဆိုလို့ရှိရင်တော့တန်ဃာတော်တွေကသွန်ဖုံးပေးပြီးွားပြီဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါကြောက်ရောက်လာကြတဲ့ဒါအပရိသတ်တွေကိုအခန့်ကျူးမှုရဲ့အစီအစဉ်ရာလည်းရှိပြီးတော့အဲဒီအစီအစဉ်တွေပြီးတော့ပြီဆိုတာနဲ့တိတ်ပုံစီတီပွဲခန်းသားကိုစုံတက်ကြပါလေ။ကျွန်တော်တို့ဒါတပေါင်းလာရဲ့ပွဲတော်တွေရာဆိုလို့ရှိရင်တော့ဒါရှေးတုန်းကအဲမှတ်တမ်းတွေမှာရှိခဲ့သလိုမျိုးတဲပုံစီဒီပွဲရာကျွန်တော်တို့ဒါမြန်မာနိုင်ငံအနှံ့ ဗုဒ္ဓပုဇနီယပူဇော်ပွဲကြီးတွေကိုဆိုလို့ရှိရင်လေအဲကျွန်တော်ဒါရန်ကုန်မှာဆိုလို့ရှိရင်တော့ဒါရွှေလကုံဖျားမှာတပေါင်းလာပြည့်နေမှာကျင်းပတဲ့တပေါင်းပွဲတော်ရှိမယ်အမန်လေးတိုင်းဒေတာကြီးပသိမ်ကြီးမြို့နယ်မှာဆိုလို့ရှိရင်လေရွှေစာရံပွဲတော်ရှိမယ်အဲကျွန်တော်ဒါတထုံမြို့နယ်မှာဆိုလို့ရှိရင်လေကျင်းပတဲ့ရွှေစာရံဖျားပွဲတော်လေအားလုံးပဲကျွန်တော်တို့တပေါင်းလာပြည့်နေမှာကျင်းပနေကြတာကိုတွေ့မြင်ရမှာဖြစ်ပါတယ်တပေါင်းတာခေါင်လာမြောင်းနာလို့ဆိုထားတဲ့အတိုင်းကျွန်တော်တို့တာယာကျင်းနှုတ်ပွဲကောင်းလာတဲ့ဤတပေါင်းလာကို အင်းဝမ်းမြို့ဘွဲစနေရာဒီလူတားနေပြီးတော့ယခုလိုမျိုးဖွဲ့ဆိုခဲ့တဲ့ကြပြလေးရာဆိုရင်တပေါင်းလာတာလာတကာထက်နှိုင်းရဖက်ရှောင်းလာများနောင်ကတောင်လဲသားမောတောလဲသားထွေရေလဲသားလဖြူလွတောင်မြင်ငှက်ပေါင်းရွှင်လျက်တပင်အပီတဲစီတီဟုမြောက်ချီရွှင်ပပူဇော်ကြမှာပြပပြည်တွင်ဖြောင်းစင်းရီဆောင် စီမီထောင်နဲ့ထုံးပြောင်ညီယုံပန်းလျင်ကုန်းတို့နှလုံးတရာယတနာသုံးပေါ်ဖူးမြော်ကုန်ကြလွင်ရှင်ပြရဲလို့ဖွင့်ဆိုထားပါကြောင်းကျွန်တော်ဒါတပေါင်းလာရဲ့မူမြတ်လာတဲ့အခါသမယလေးမှာဗီဒီယိုပရိသတ်များအားလုံးပဲကျမ်းမာချမ်းသာလို့လုံအင်ဆန္ဒတွေပြဝပါစေကြောင်းကျွန်တော်စွတ်တောင်းပေးလိုက်ရပါတယ်ခင်ဗျာ